်ပရီးမီးယားလိပွဲစဉ်9ချဲလ်ဆီနဲ့လီဗာပူးအပိုင်း1 မင်္ဂလာပါကုခင်းစတာဖုတ်ဘောရှိုးအနေချိုးသူပါခင်ဗျကျွန်တော်ကုခင်းပါဒီတစ်ပတ်မှာရှင်ပိုင်ကစားမဲ့ပရီးမီးယားလိဂိမ်းဝီ7ရဲ့အကောင်ဆုံးပွဲပေါ့နော်ကျွန်တော်ချယ်ဆီနဲ့လီဗာပူးရဲ့ပွဲကြိုတုံးသက်ချက်ကိုအပိုင်းနှစ်ပိုင်းခွဲပြီးတော့တုံးသက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ပထမပိုင်းမှာကျွန်တော်မိမိတဲ့ key points တချို့နဲ့ဒင်းတင်းချားရဲ့ကင်းကန်းအချက်လက်တွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့ပြောင်းလဲလာတဲ့အာရှရဲ့အကြောပေးမှုတွေပြူအပိုင်းချင့်ကပ်မှုတွေကိုလုပ်မှာပါ ီပွဲစဉ်ကတော့စနေည7:00နာရီမှာရှင်မြိုင်ကစားမှာလည်းဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော် key points လေးသွတ်ထုတ်ကြည့်အောင်။လက်ရှိအချိန်နှစ်သင်းလုံးကတော့စွမ်းဆောင်ရည်ပိုင်းအကောင်းဆုံးအနေထားမှာရှိမနေတဲ့အသင်းတွေပေါ့လေ။ Chelsea ကလည်းရှစ်မှာထောက်လျှောက်ရလက်တွေစိုးပြီးကမှ Benfica နဲ့ပွဲမှာပြန်နိုင်သွားတယ်။ဒီပွဲအတွက်နိုင်ပေးလိုက်သလားအောက်မေ့ရတယ်။တကယ်လို့သာ Benfica နဲ့ပွဲမှာ Chelsea ရလက်မကောင်းရင်ဒီပွဲ ကြည့်လို့ကောင်းမှာမဟုတ်တော့ချယ်ဆီရဲ့ mentality ဘိုင်းကအဲ့လိုအောက်ကိုထိုးဆိုင်တော့မှဘရုစဉ်းစားကြည့်လိုက်သို့တော့ဘက်ဖီကာကိုနိုင်တဲ့အတွက် mentality ဘိုင်းကတော့ liverpool ကိုအိမ်ကွင်းမှာလည်းဖြစ်တာပါတယ်ပေါ့နော်အကောင်းဆုံးရှင်ကစားနိုင်မဲ့စိတ်ဓာတ်မျိုးတော့ရသွားမှာတေးကြတယ်ဒါကစိတ်ဓာတ်ဘိုင်းကိုပဲကျွန်တော်ပြောတာဘောလုံးအတင်းတင်းမှာစိတ်ဓာတ်နဲ့ကစားရမယ်ဆိုတာမှန်တယ်75%လောက်အရေးကြီးတယ် တို့မဲ့တခြားအပိုင်းနေမလိုအောက်လားဆိုတော့လေမဟုတ်ဘူးလိုအပ်တယ်လေဘလောက်စိတ်တဲ့ကောင်းကောင်းဟိုဘောလုံးစစ်တဲ့အရင်ကွာတဲ့အသင်းမျိုးတွေနဲ့တွေ့ရင်တော့ဒါအစင်မပြေဘူးပေါ့ဗျာနော်ကျွန်တော်ဒီ South East Asia အသင်းတွေနဲ့အင်္ဂလန်တို့ပြင်သစ်တို့နဲ့တွေ့ရင်တော့စိတ်တဲ့ဘလောက်ကောင်းအောင်ကစားကစားဒါဘယ်လိုပြောမလဲရလက်ကောင်းမှာမဟုတ်ဘူးအဲ့တော့ပြောချင်တာလက်ရှိ Chelsea အသင်းရဲ့စုဖွဲ့မှုတည်အတော်လေးကိုလိုအပ်ချက်ကြီးမားတယ်အထူးသဖြင့်ခန်းစစ်စုဖွဲ့မှုဘယ်ကစားသမားကိုကျွန်တော်တို့ယုံရဟာအချင်းပေါင်းလေးကတော့မစိုးဘူးဟိုတနေ့က Benfica နဲ့ပွဲမှာဝင်ကစားသွားတာဘာညာတိုးတော့ခဏပဲ EPL မှာကျွန်တော်တို့ နှစ်ဖူးတူတူမြင်ရတာပဲဘယ်ကစားသမားမှလဖိုင်း၉ရက်လောက်အဆင်မပြေဘူးခန်းစစ်ကစားဖို့အတော်လေးရော့တယ်ဒီချိန် defensive line မှာမိနစ်60အပြည့်လုံးယုံကြည်စိတ်ချသွားနဲ့ကျွန်တော်အားကိုးလို့ရတဲ့ကစားသမားဆိုလို့ကိုကိုရေရတယောက်ပဲရှိတယ် reese chain ပွဲချိန်ပြေးသွားသုံးလို့မရအောင်ပွဲချိန်ပြေးသုံးရင်ကြာလာလွန်ကျော်65မိနစ်ပဲ melo gusto ကတော့သုံးစားလို့မရအောင်ပြောမနေဒီတကြောင်လူစင်းစုဖွဲ့မှုကိုရှင်မယ်ဆိုရင်တိတိတာ chelsea တင်းဟာ အားနည်းချက်တွေရှိတယ်။မတလတီလေးနဲ့ငယ်ကောင်းလာတာတပိုင်းဆိုရင်အဲ့ဒီအပိုင်းကတော့စိုးရင်ထိတ်လန့်ပွဲရာကောင်းပါတယ်။ဒါပေမဲ့မတက်နိုင်ဘူး။ကိုစိုက်ပြိုးခဲ့တဲ့အရာနော်ကိုကိုတိုင်းပဲပြန်ခူးဆိုးရမှာဖြစ်ပါတယ်။ Sporting Director နှစ်ကောင်ခံပြီးတော့တစ်ဖက်က Liverpool Liverpool ကတော့ဒီဘောလုံးရသည်အစကတည်းကအဲ့လိုအပိပိနဲ့နိုင်ပွဲတွေတောက်လျှောက်ဖော်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့စနောက်ပြီးရွှေဘာညာပြောခဲ့ပါသေးတယ်တိုးတော့ပဲလစ်တဲ့ပွဲကစပြီးတော့ဒါရွှေဘာကြီး ပြန်မဖြစ်တော့ဘူးပေါ့ဗျာပြန်မမြင်ရသေးဘူးပေါ့အဲ့တော့ရွှေဘားဖြစ်တဲ့အချိန်တော့ကျွန်တော်တစ်ချက်စောင့်ကြည့်ခြင်းနဲ့လီဗာပူးကတော့ချယ်ဆီတဲ့ကစားသမားစုဖွဲ့မှုအရလက်ရှိချိန်အင်အားတောင့်တင်းနေတယ်တိုက်စစ်ပိုင်းမှာတဲ့ဟူဂိုအီဂီဒီဂီထဲမလားအလက်ဇန္ဒားအီဆက်ထဲမလားဘသူထက်တဲ့ထဲလို့ရတဲ့အချိန်မျိုးဒီပွဲအတွက်ပြောတာမဟုတ်ဘူးเนาะကျွန်တော်က squad ဖြစ်ပုံပြောပြတာဒီပွဲမှာကတော့ဟူဂိုအီဂီဒီဂီဒီပါဝင်မှာမဟုတ်ဘူးကျွန်တော် ကျန်တဲ့အပိုင်းတွေမှာဘလို့ပဲလိုက်ကြည့်လိုက်ကြည့်လူကခြေစည်းတက်ပို့ပြီးတောင်းတမှုရှိတယ်။နောက်အသင်းရဲ့ form အရာဖြစ်စေလက်ရှိဇယားရက်တည်မှုအရာဖြစ်စေ Liverpool ဒီခြေစည်းတက်ပို့ကောင်းတယ်။ဆိုတော့အဝေးကွင်းမှာလာရောက်ကစားရတာမှန်ပေမဲ့ Liverpool မှာတချို့အချက်လက်တွေဒီခြေစည်းတက်တချို့တောင်မဟုတ်ပါဘူးအချက်လက်တော်တော်များများပေါ့နော် key points တော်တော်များခြေစည်းတက်ပို့ပြီးတော့ကောင်းမွန်နေတာတွေကျွန်တော်တွေ့ရတယ်။တခုပဲအခုနောက်ဆုံး Benfica ကိုအနိုင်ယူခဲ့တဲ့ပွဲရရတဲ့စိတ်သက်ပိုင်းနဲ့ခွန်အားကြောင့်နောက်ပြီးတော့အိမ်ကွင်း Stanford Bridge မှာပြိသက်အားကြောင့်တံပြန်ပြီးတော့ကစားနိုင်မလားဆိုတဲ့အပိုင်းမှာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်။နောက်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာ mentality နဲ့ပဲအဓိကရင်ဆိုင်ကစားမှာဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ကျွန်တော်တို့ head to head ထိတိုက်တွေ့ဆုံမှုတွေကိုအရင်ဆက်စစ်ကြည့်အောင်။နောက်ဆုံး6ကြိမ်ထိတိုက်တွေ့ဆုံမှုတွေမှာ Chelsea ကတစ်ကြိမ်နိုင်တယ်၊၃ကြိမ်သေးကြပြီး Liverpool က2ကြိမ်နိုင်တယ်။ရေဘူးကစစ်ဆန်ကြည့်ရင်တော့ Liverpool ကအသာစီးပိုရထားတယ်ပေါ့။ ဒါပေမဲ့ Stamford Bridge ကွင်းမှာလာရောက်ရင်ဆိုင်ကစားတဲ့ Premier League ပွဲစဉ်တိုင်းဟာ Liverpool တင်းတို့ရလက်ကောင်းလေမရှိဘူး။နောက်ဆုံး3ချိန်မှာ2ချိန်တည်ကြပြီးတစ်ချိန်ရှုံးထားတယ်။ဒီတို့ကြောင့် Stamford Bridge မှာဆိုရင်တော့ ချဲစီဒီလီဗာပူးကိုနောက်ဆုံး၃ချိန်မှာအသာစီးရထားရလို့ပဲပြောရမှာပါ။အန်ဖီးရောက်ရင်တော့ချဲစီဒီလီဗာပူးအမြဲတမ်းလိုလိုရှုံးတယ်။ဒါ2024ပြီးခဲ့တဲ့ဘောလုံးရာသီပေါ့နော်။ကျွန်တော်ပထမအကြော်အန်ဖီးမှာ2-1နဲ့ရှုံးတယ်လို့2023-2024ဘောလုံးရာသီမှာအန်ဖီးမှာပဲ4-1နဲ့ရှုံးတယ်။ဒါကအဝေးကွင်းမှာကစားတာ။တိုးတော့အင်ကွင်းစတန်ဖို့ဘရစ်မှာကတော့တူတူတန်ဒုက္ခပေးထားနိုင်တဲ့အနေအထားမျိုးရှိပါတယ်ခင်ဗျ။ကဲနောက်ထပ်တစ်ပိုင်းချက်စီးတဲ့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲရလက် last 6 match ပေါ့နော်ချက်စီးတဲ့ နှစ်ပွဲနိုင်တပွဲတည်းသုံးပွဲရှုံးထားတယ်။နိုင်တဲ့ပွဲတွေကလည်း Lincoln City တို့ Benfica တို့စတဲ့အသင်းတွေကိုနိုင်ထားတာ။ Benfica ကိုနိုင်တဲ့ပွဲကလည်းစွမ်းဆောင်ရည်ပိုင်းအရင်ကောင်းတယ်လို့တော့မဟုတ်ဘူး။သို့တော့ကျန်တဲ့ပွဲတွေမှာသုံးပွဲတောင်ရှုံးထားတယ်။ရှုံးတဲ့ပွဲတွေကိုရှိုးကြည့်လိုက်။ Brighton ်မန်ယူနိုက်တက်ဒီအသင်းတွေကပွင့်လင်းပြောရင်တော့လက်ရှိချိန်မှာအရင်ကောင်းနေတဲ့အသင်းတွေတော့မဟုတ်ဘရိုက်တန်တော့ထားပါတော့နောက်ဘိုင်မြူနစ်ကိုရှုံးတယ်ဘရန့်ဖို့တည်ကြတယ်ဖောင်အားဖြင့်အရင်မကောင်းဘူးဗျာလီဗာပူးကိုကြည့်မယ်ဆိုရင်နောက်ဆုံး6ပွဲမှာ4ပွဲနိုင်ပြီး2ပွဲရှုံးထားတယ်အဲ့ဒီရှုံးထားတဲ့2ပွဲကနောက်ဆုံးကန်တဲ့2ပွဲရှေ့4ပွဲမှာတော့လီဗာပူးကတောက်လျှောက်ကိုနိုင်ထားတယ်နိုင်ပေမဲ့လေဂိုးပြတ်နဲ့ပြက်ပြက်တသားနိုင်ခဲ့တဲ့ပွဲတပွဲမှမရှိဘူးဆော့တဒန်လို့ အသင်းမျိုးတော်မှဒါ21ပြင် evident ကို21တီကိုကို32ဘန်လီကို10ဒီပွဲစဉ်တွေမှာအပြင်က result မဟုတ်ပဲ business ရကစားတဲ့ညီကိုတွေအတွက်ကျေးမအောင်တာ6ပွဲတည်တည်ရှိခဲ့ပြီကျွန်တော်ချန်ပီယံလိမှာပါထားပေါက်နိုင်တယ်ထင်ပြီး Galatasaray Liverpool ကို Liverpool ရွေးခဲ့သေးတယ်တိုးတော်လွဲတယ်ပေါ့နော်အပြောချင်တာ Liverpool ကျေးမအောင်တဲ့ပွဲက6ပွဲတည်တည်ရှိသွားပြီတကယ်ပြင်ပ reset ဘိုင်းမှာတော့2ပွဲတည်တည် ရလက်မကောင်းပါဘူးခင်ဗျအဲ့တော့နောက်ဆုံးကာရဖွန်တသိန်းနဲ့တသိန်းအရင်တော့ကွာမနေဘူးလို့ပြောချင်ပါတယ်တိုးပေမဲ့ယက်တီမူအားဖြင့်ကတော့လီဗာပူးဒီအမပေးစရာအဆင့်1နေရာမှာယက်တီနေတဲ့အတွက်အသင်းတသိန်းပုံစံပို့ပြီးတော့ခံယူချက်မျိုးရှိမယ်လို့ယူဆတယ်ကြည့်ကျွန်တော်နောက်တစ်ပိုင်းချယ်ဆီရဲ့အိမ်ကွင်း၄ပွဲဆက်ရလက်မကောင်းပါဘူးနှစ်ပွဲနိုင်တဲ့ပွဲတွေတပွဲရှုံးတာနိုင်တဲ့ပွဲတွေကဘန်ဖီကာနဲ့ဖူလန်တို့နိုင်တာပါတည်ရကြခဲ့တဲ့ပွဲစဉ်တွေ ခရစ်စတပယ်လစ်ကိုတည်ကြခဲ့တဲ့ Brighton အင်ကွင်းမှာရှုံးတယ်။ငါတို့ရဲ့ Stanford Bridge ဆိုပြီးကျွေးကြော်လို့မရခဲ့တဲ့ခုနှစ်တည်းကတော်တော်ကြာသွားခဲ့ပြီ။အခုချိန်မှလည်းအဲ့လိုသွားကျွေးကြော်လို့မရဘူး။ Chelsea ရဲ့အင်ကွင်း Stanford Bridge အားအဲ့ဒါလောက်ကောင်းမနေဘူး။ဒီစကားကိုကျွန်တော်ကတခုတ်တည်းဘာကြောင့်ပြောတယ်လဲဆိုရင် Chelsea ဒီအင်ကွင်းစွမ်းဆောင်ရည်အရန်ကျန်းခဲ့မှုတဲ့ခုနှစ်အခါသမယရရှိခဲ့မှုပါတယ်။ Stanford Bridge လို့ကြားလိုက်တာနဲ့ ပြိုင်ဘက်အတင်းတိုင်းကစိုးရွံ့ထိတ်လန့်မှုတွေရှိရတဲ့အထီကိုကျန်းခဲ့တာပါတိုးတော့အဲ့ဒါတွေကအတိတ်ခါသမယတွေမှာကျန်ခဲ့ပြီလက်ရှိအချိန်ကတော့ Stanford Bridge တီအဲ့တလောက်ထိအစိတ်မရှိတော့ပါဘူးတစ်ဖက် Liverpool တင်းရဲ့အဝေးကွင်းရလဒ်တွေကလည်းမကောင်းလို့ပြောလို့ရပါတယ်နှစ်ပွဲနိုင်ပြီးနှစ်ပွဲရှုံးတာတယ်ရှုံးတဲ့နှစ်ပွဲက Palace နဲ့ ဂလာဒါဇရီကိုဖြစ်ပါတယ်အဝေးကွင်းစွမ်းဆောင်ရင်လီဗာပူးကမကောင်းဘူးသူတို့နိုင်ထားတဲ့အသင်းတွေကနယူကက်ဆယ်ကို3-2ဘန်လီကို1-0နဲ့နိုင်ထားတာရှိပါတယ်နယူကက်ဆယ်ကို3-2နဲ့နိုင်တဲ့ပွဲလေးကတော့မဆိုးပါဘူးခင်ဗျာโอเคအဲ့တော့ကျွန်တော်ကင်းကနဲအချက်လိုက်ရပြန်လဲစစ်စစ်ကြည့်မယ်ဆိုရင်တသင်းနဲ့တသင်းကအရင်မကွာတဲ့အခြေအနေမျိုး ဖြစ်ပါတယ်အခုကျွန်တော်ဆွေးနွေးခဲ့တဲ့အပိုင်းနှစ်ပိုင်းမှာဆိုရင် key points တွေအရလည်းတသိန်းနဲ့တသိန်းတိတ်မကွာဘူးကိန်းကနဲအချက်လက်တွေအရလည်းတသိန်းနဲ့တသိန်းတိတ်မကွာပါဘူးခင်ဗျဒုတိယပိုင်း အာရှရဲ့အကျော်ပေးမှုတွေဘီယာပိုင်းချင်းကပ်သုံးသက်ဆွေးနွေးမှုတွေလုပ်တဲ့အခါကျရင်ကျွန်တော်တို့ထပ်ပြီးတော့送ပေးပါမယ်အခုတော့အားလုံးနှုတ်ဆက်ပြရစီခင်ဗျကျေးဇူးများကြီးတင်ပါတယ်